ဒီပွဲကတော့ကျွန်တော်တို့မန်ဘာရောလိုင်းဘော်လူတွေရောတူတူအောင်မယ်ပေါ့နော်မျိုးလွင်မင်္ဂလာပါယူးယူးမင်္ဂလာပါနော် Samsung A15 မင်္ဂလာပါဗျအေးမင်္ဂလာပါ David Mike မင်္ဂလာပါနော်ဒီစနေလေးဗျာဒီမှာကြည့်အာကျွန်တော်တို့ဒီသုံးနောက်ဘူးဘယ်သုံးခုသုံးတာနော်ပထမကသုံးထက်နှစ်ပုံကြည့်တယ်ငါးနောက်ဘူးဘယ်သုံးခုငါးတာနော်သုံးကပ်ပဲရှိရခွန်နောက်ဘူးဘယ်သုံးခုခွန်တာအဲ့ဒီဘယ်သုံးခုသုံးနောက်ဘူးဘယ်သုံးခုသုံးလို့အဲ့ဘယ်သုံးခုသုံးကသူကသူရှင်းနေမှာ သုံးပြိတ်ဘူးခွာရဲ့ရင်ဆိုင်မှာမှဖြစ်ရမှာဆိုပြီးတော့ကျွန်တော်တို့ဒီမှာဒီပြိတ်သုံးခုသုံးဖြစ်အောင်ပေါ့နော်ကျွန်တော်ရှစ်ပြိတ်ထက်ပေါ့ဒီလေးရှစ်အဲ့မှာသူကဒီသုံးပြိတ်ဘူးခွာရဲ့ရှစ်နှစ်မှာဒီမှာငါးတစ်ခုရှိတယ်ပထမအောင်ကြတဲ့ပြိတ်သုံးအဲ့ပြိတ်သုံးပေါင်းခြင်းနဲ့ငါးတစ်ခုပေါင်းခြင်းနဲ့နှစ်နှစ်လေးတို့တက်အောင်နော်ဒီမှာငါးနောက်ဘူးကိုဝတ်တာရမင်္ဂလာပါနော်တော့ချင်ဟင်းရမင်္ဂလာပါငါနောက်ဘူးပြိတ်သုံးခု၅လို့အဲ့ပြိတ်သုံးခု၅ကသူကငါးပြိတ်ဘူးခွာရဲ့ရင်ဆိုင်မှာမှဖြစ်ရမှာအဲ့မှာသူရှင်းနေက2 6ခုပေါင်းခြင်းနဲ့ထိသလုံး2ခါသလုံး6နောက်ပြိတ်သုံးခု2 6ခုပေါင်းခြင်းနဲ့ တို့ဒီ6ရှိကုန်တို့ဒေပေးရအောင်နော်ကျွန်တော်တို့ကဒီမှာအပီပဲဆိုရိုက်တာပဲ3 5ပြီးတော့ခုနောက်ဘူးခုနောက်ဘူးဘယ်သုံးခုဖြစ်လို့ဘယ်သုံးခုကကြားထဲမှာမဖြစ်ခဲ့ဘူးအဲမခုန်လေးဘူးခွာတည်လဲတခါပဲသူကထွက်ရမှာသူရဲ့ရှင်တိုင်းမှာဖြစ်ရမှာဆိုပြီးဒီမှာကျွန်တော်တို့က၄ပလေး၆ပလေးရှိတဲ့ဒီမှာခုန်လေးကိုရိုက်တာအဲမှာသူရှင်းနေကထွက်တဲ့ဒီရှစ်ခုန်နဲ့ပထမဆုံးထွက်တဲ့ခုန်လေးပေါင်းခြင်းနဲ့ဆိုယူလိုက်တာရှစ်ခုန်နဲ့ပေါင်းခြင်းနဲ့ထိသလိုရှစ်ဖြစ်အောင်ကိုးခါကိုးထိတ်တဲ့ခါသုံးလုံးခုန်ဖြစ်အောင်ရှစ်ခါတဲ့နောက်ပိတ်သုံးလုံးနှစ်ဖြစ်အောင်သုံးနောက်ပိတ်ထည့်ပေါ့နော်ခုန်လေးဒီနှစ်ကွက်တည်းဖြစ်တာဖြစ်တဲ့အတွက်၉၈၀နဲ့၈၉၀နှစ်ကွက်ပေါ့နော်အဲ့နှစ်ကွက်ကိုအိုးတာ ဗရေတာတော့ဗရေတာပဲဗျာကိုရှိကိုသူကခုံကတ်သွားတာတုံးရမကတ်ဖယ်နေနော်နှက်ခတ်ချိန်သွားစီနီယာရစီနီယာပဲရှိကိုတွေလည်းပါတယ်စီနီယာလည်းမှန်တယ်သူကစီနီယာငယ်ကတ်သွားတာဗောနော်အကြီးမကတ်ပဲတုံးရမကတ်ပဲခုံကတ်သွားအဲ့ဒါပြောချင်တာဗာပြောချင်တာဆိုဒီမှာကခုံပရိစီကျွန်တော်တို့ကဒီမှာတစ်ချက်ဗောနော်ဒီမှာတစ်ချက်ကြံသေးတယ်ဒီမှာတစ်ချက်ကြံသေးတယ်နှစ်ချက်ဗောနော်သုံးကတ်မှာလှည့်ပြီးတော့မှအပူခွားခုံပရိရဲ့ရင်ဆိုင်မှာမပေးဘဲနဲ့ဗရေတာခုံပရိရဲ့ရင်ဆိုင်မှာပေးသွားမယ်ဆိုရင်နော် ကိုဘွဲလိုမျိုးမှလည်းဒီနှစ်ကွက်ကိုပေါင်းပြီးထိုးလို့ရတယ်နော်ခုကျွန်တော်တို့က9ခု10ပေါ့အဲ9ခု10ထွက်တာကျွန်တော်90ပုတ်ပတ်ပြင်းတာရှေ့ပြင်းတာမင်းကြီးကတခါတည်းအပြီးထွက်သွားတာကျွန်တော်လည်းအပြီးချတာပဲနော်6ခု90အပြီးချတာသူကခွန်ရှိခိုးပြီးပေးသွားတယ်မတက်နိုင်ဘူးနော်အဲ့မှာဒီမှာခွန်ပရိတ်မှာပရိတ်သမှုခွန်မယ်ဆိုရင်6လေးရှိရတဲ့အတွက်ဒီမှာလည်းသူကခွန်ပရိတ်လို့ဝင်လို့ရသေးတယ် ဘာပဲလဲပို့လေဟိဘာပဲပို့နေလဲအဲ့တော့ကျွန်တော်တို့ဗလီ၃ခုခုံမယ်ဆိုရင်6ဗလီ၄လေးရှိတယ်ဒီမှာလဲခွန်ဗလီဝင်ရမှာနော်ဒီပွဲမှာထိုးခြင်းပြောတာနော်အဲ့တော့၈ခုနဲ့ဖြစ်အောင်ထည့်လိုက်ပါနော်ထိသုံးလုံး၈ဖြစ်အောင်ထိသုံးလုံး၈ဖြစ်အောင်ကျွန်တော်တို့က၃ထိတ်ထည့်ပေါ့ကားသုံးလုံးခွန်ဖြစ်အောင်6ကားထည့်ပေါ့နော်နောက်ပိတ်သုံးလုံး၂ဖြစ်အောင်ဆိုတော့6 8ရှိတဲ့အတွက်အဲ၈နောက်ပိတ်ထည့်ပေါ့နော်3 6 8အဲ့မှာမဟုတ်ခွန်၈နဲ့ပေါင်းမယ်ဆိုရင်ထိသုံးလုံးခွန်ဖြစ်အောင်အဲ၈ထိတ်ထည့်ကားသုံးလုံး၈ဖြစ်အောင် လေးခုံရှိအတွက်ခုံဖြစ်အောင်692ဟုတ်ခုံဖြစ်အောင်ဆိုရင်692နှစ်မှာခုံခါသုံးလုံးရှိမယ်ဆိုရင်ခုံခါနောက်ပြီးသလုံးနှစ်ကတော့ရှင်းနောက်ပြီနော်အဲဒီဘွဲမှာဒီလိုကွန်ပလိတ်ရေးနေမှာဘယ်သုံးခုခုဖြစ်ပြီးတော့မှဒီပေါင်းချင်းနဲ့ထည့်သွားမယ်ဆိုရင်368ရဲ့208ရဲ့ဗောနော်ဒီနှစ်ကွက်ထိုးချင်ထိုးလို့ရတယ်တကယ်လို့ဒီမှာမထွက်သေးဘူးဆိုရင်လည်းဒီမှာကွန်ပလိတ်ကဒီမှာတစ်ချက်ကျန်သေးတယ်ဗောနော် ီမှာပြည်သူ့ခုံဖြစ်ပြီးတော့မှာရှစ်ခုနဲ့ပေါင်းချင်းခုံရှစ်နဲ့ပေါင်းချင်းနဲ့ပါထပ်ချလို့ရတယ်နော်ဒီမှာထိုးလို့ရတယ်စနစ်ကတားတဲ့ရတို့အော်ပြတာဗျာစီနီယာတော့စီနီယာပဲကိုရှစ်ဆယ်ကြီးအော်မိရတော့မတက်နိုင်ဘူးနော်ဒီမှာခုံပလေးတွေနှစ်ချက်ကြံသေးတယ်နော်နှစ်ချက်ကြံသေးတဲ့နေရာမှာအခုဘယ်လိုမျိုးမှာထိုးမယ်ဆိုရင်6ပလေး၄ပလေး၈ပလေးခုံပလေးဝင်ရမှာအဲ့မှာတို့က၈ခုနဲ့ပေါင်းချင်းနဲ့ထည့်မယ်ဆိုရင်3 6 8ခုံ၈နဲ့ပေါင်းချင်းနဲ့ထည့်မယ်ဆိုရင်2ခုံ8နော်ဒီနှစ်ကွက်ပဲနော်အဲ့မှာထိုးချင်ထိုးပေါ့ဒါကျွန်တော်အိုးတဲ့စနစ်ကိုပြပြရနော်ရင်ပွဲအိုးတာအပီအိုးတာ 69 80ကိုပြီးရောတန်မလိုက်ဘူးဗျာစနစ်ကောင်းတယ်ကံမလိုက်အခုဘယ်လိုမျိုးမှထိုးရင်တော့အဲ့မှာကျွန်တော်368နဲ့208ပေါ့နော်အဲ့နှစ်ခွက်ထိုးလိုက်ဒါဒီစနေလေးကပြန်နှိုးပေးမယ်နော်ကျွန်တော်တို့ဒီ309ခုနဲ့ကကဏ္ဍကဟမ်309ခုနဲ့ကကဏ္ဍက409ခုနဲ့ကိုလိုက်ထွက်နော်လိုက်ထွက်ရင်သူ့ရဲ့ရင်းတဲ့ကဏ္ဍက509ခုနဲ့ကိုလိုက်ထွက်နော်လောက်ထွက်လို့ရှိရင်ဒီကဏ္ဍနှစ်ခွက်ပေါင်းခြင်းကအဲ့ဒီထက်မှာပရိသတ်တကြီးအပူးတကြီးနော်ပရိသတ်တကြီးအပူးတကြီးထွက်ရမှာနော်ဒီ903နဲ့ဒီ68ဆိုတာ ဒီမှာကျွန်တော်တို့၃ဆုံးနဲ့ခုနှစ်ခဏက၄၄ဆုံးနဲ့ခုနှစ်လိုက်ပို့လိုက်ပို့ရင်သူ့ရဲ့ရှင်နဲ့နှစ်တုံညာကိုက၅ဆုံးနဲ့ခုနှစ်လိုက်လိုက်ထွက်လိုက်ထွက်ရင်အဲ့ကဏ္ဍနှစ်ကွက်ပေါင်းကြီးကအဲ့ဒီထဲမှာဗဒိတာတစ်ကြိမ်အပူတစ်ကြိမ်အနေဆုံးကြပြီးရနော်ဒီမှာကျွန်တော်တို့၃ဆုံးနဲ့ခုနှစ်ထဲကဏ္ဍက၄ဆုံးနဲ့ခုနှစ်လိုက်ထွက်လိုက်ထွက်သူ့ရဲ့ရှင်နဲ့ကဏ္ဍက၅ဆုံးနဲ့ခုနှစ်ထဲလိုက်ထွက်ထွက်ရင်အဲ့ကဏ္ဍနှစ်ကွက်ဒီအနေထဲမှာဗဒိတာတစ်ကြိမ်အပူခွက်တစ်ကြိမ်လာနော်ပြီးရင်ကျွန်တော်တို့ဒီမှာ၄ဆုံးနဲ့ခုနှစ်၃ဆုံးနဲ့ခုနှစ်ကဏ္ဍက၄ဆုံးနဲ့ခုနှစ်ထဲလိုက်ထွက်ထွက်ရင်သူ့ရဲ့ရှင်နဲ့ကဏ္ဍက၅ဆုံးနဲ့ခုနှစ်ထဲကိုလိုက်ထွက်တယ်နော် အဲ့လိုလိုက်ထွက်ရင်ဒီကနန်းနှစ်ကွက်ဒီအနှစ်ထဲမှာပရိသတ်တစ်ကြိမ်အပူတစ်ကြိမ်ပြီးပေါပါမှာနော်ဒီမှာကျွန်တော်တို့သုံးသုံးနဲ့ကနန်းက၄ဆုံးနဲ့ကုနေလိုက်ထွက်ထွက်ရင်တွေ့ရတဲ့ကနန်းက၅ဆုံးနဲ့ကုနေလိုက်ထွက်နော်အဲ့လိုထွက်ရင်ဒီကနန်းနှစ်ကွက်ပေါင်းကြိမ်ဒီကနန်းနှစ်ကွက်ကအပြီးပေါပါမှာအနှစ်ထဲမှာပရိသတ်တစ်ကြိမ်အပူတစ်ကြိမ်နေဆုံးကြရမှာနော်ညီလေး၆၃ညာ၃ထိုးရမှာလားဟုတ်တယ်လေကျွန်တော်ရင်ပွဲကကြူပြောခဲ့တယ်လေနော်ရင်ပွဲကဘရိတ်ပြတ်သွားလို့ဗျာဘရိတ်ကလည်းပြတ်ဒီမှာလည်းကျွန်တော်ဒီ ၃၃နဲ့ခုနှစ်တာ၅၃နဲ့ခုနှစ်၄၃နဲ့ခုနှစ်လိုက်ထွက်ထွက်ရင်တွေ့ရင်ကဏ္ဍက၅၃နဲ့ခုနှစ်တွေကိုလိုက်ထွက်သွားပြီထွက်သွားလို့ကျွန်တော်တို့က၉၃၃၆၉၀ရေဒီကဏ္ဍဒီကဏ္ဍကွက်ဆိုရင်၃၃၆၉ဘုံတူ၄လုံးပဲရှိရနော်ဒီ၄လုံးပြီးပေါက်ကအခုတစ်ချိန်ပရိသတ်ချိန်လက်ကြံ၆ချိန်မှလာမှာနော်လက်ကြံ၆ချိန်မှလာမှာအဲ့ဒီကတော့တေချာလောက်တယ်နော်အဲ့ဒီမှာကျွန်တော်ပြောချင်တာဒီ၃၃၆၉ကအခုကျွန်တော်တို့ဩမယ်၆၃၃အာဒီဒီထဲမှာဒီအခုထဲမှာပါတယ်နော်ဒီ၃၃၆၉အခုရကျွန်တော်စိတ်ထင်တော့နည်းဆုံးတော့ဒီချိန်တော့ပြေးလိမ့်မယ်နော် ပရိသာမပေးခိုင်းတော့အပူတော့ဒီချိန်လေးဆုံးပေးလိမ့်မယ်နော်3369ဒါပြနှွေးပေးတာပဲနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်စနေလေးပဲပြပါမယ်နော်ကျောဒီပရိသုံးခုတုံညနော်ဒီပရိသုံးခုတုံညဟုတ်ဒီပရိလေးခုတုံညအဲ့လိုတုံညလို့ထည့်ရင်သူ့ရဲ့ဇောင်းမှာရှိတဲ့နှစ်ပရိကိုဒီပရိသုံးခုကနှစ်လို့ထည့်ထည့်ပြရတဲ့သူ့ဇောင်းမှာရှိတဲ့ပရိကိုသူ့ဘေးရှိချိန်မှာရှိတဲ့ပရိလို့ရိုက်တယ်နော် ဲ့ဒီ ship plate ကိုပဲ तू က5 6လေးဆို ship plate လို့ပြန်ဖြည့်တာเนาะဒီ plate 3ခုတုံညာကိုဒီ plate 4ခုတုံညာတုံညာဖြစ်ပြီးတော့ तू က तू တောင်းက tip plate ကိုဒီ plate 3ခုတက်တယ်เนาะတက်လို့ပြန်ထည့်တယ်ထည့်ပြီးတော့ तू တောင်းက5 plate ကို तू ပေးချစ်ချိန်မှာ5 plate ကိုပြန်ထည့်တယ်အဲ့5 plate ကို तू က6 plate ရဲ့2 plate ရဲ့6 plate ရဲ့ဆို5လို့ပြန်ဖြည့်တယ်เนาะဒါအရင်ဘက်ပြပြီးသားပါเนาะဒီ plate 3ခုတုံညာကိုဒီ plate 4ခုတုံညာတယ်တုံညာပြီးတော့ तू က तू တောင်းမှရှိတဲ့ plate 5ကိုဒီ plate 3ခုပြန်ငားတယ်ငားပြီးတော့ तू တောင်းမှရှိ2 plate ကို तू ပေးချစ်ချိန်မှာ2 plate လို့ပို့အဲ့2 plate ကို2 plate ရဲ့1 plate ရဲ့6 plate ရဲ့ဆိုပြီးတော့မှ तू ကနှစ်လို့ပြန်ဖြည့်သွားတာเนาะ ဒီပလေးသုံးခုတုံရဘူးဒီပလေးလေးခုတုံရတယ်နော်အဲတုံရလို့ဖြစ်တဲ့တောင်းကလေးပလေးကိုဒီပလေးသုံးခုလေးတယ်လေးပြီးတော့သူသွားမှရှိခွန်ပလေးကိုသူပေးရှိချိန်မှာခွန်ပလေးလို့သူကရိုက်တယ်ရိုက်ပြီးတော့မှသူကဒီခွန်ပလေးရဲ့လေးပလေးရဲ့၆ပလေးရဲ့ခွန်လို့ပြန်ဖြေရနော်ဒီခွန်ပလေးကိုဒီပလေးသုံးခုခွန်လို့ပြန်ဖြေရခုငါးကရောက်လာပြီပေါ့နော်ကျွန်တော်တို့ကပလေးသုံးခုတုံရဘူးဒီပလေးလေးခုတုံရတယ်နော်အဲသူသွားမှရှိနှစ်ပလေးကိုလည်းပလေးသုံးခုနှစ်တယ်နော်အဲ့နှစ်ပြီးတော့သူတို့မှရှစ်ရှစ်ပလေးကိုလည်းသူပဲရှစ်ချိန်ကိုရှစ်ပလေးကိုရွှေ့ပါတယ်ရွှေ့ပါလို့ဒီရှစ်ပလေးကိုကျွန်တော်တို့ကနှစ်ပလေးရဲ့ခွန်ပလေးရဲ့ကိုးပလေးရဲ့မှာကျွန်တော်တို့ကအဲရှစ်မှာပေါ့နော်အဲဒီဘက်မှာကျွန်တော်ကျွန်တော်ကျူပြခဲ့တဲ့ကိုးပလေးပါနော်ငါးကတ်လိုင်းနဲ့နော် လေးကက်ကတော့ဝင်သွားပြီ၅ကက်ရှိရပေါ့နော်၅ကက်ရှိရဆိုတော့အဲ့မှာဒီဘွဲမှာကူးပရိတ်ခုနကကျွန်တော်တို့အော်မယ်6 3ည3အနော်6 3ည3ဒီမှာကျွန်တော်အရင်ဘွဲက19ချိန်အော်ဒီဆိုပြီးတော့မှနော်ဒီဘွဲမှာ6 3ည3ကအော်မယ်ပါလို့နင်းပါမင်း နော်ဒီမှာဒီမှာဒီစနစ်လေးကိုပြန်နှိုးပေးရတာပြပြီးသားနော်ဒီ company ရဲ့ညီညာရှင်းနေငါကဒီငါးနှစ်မြောက်ကိုလိုက်ထွက်ပေါ့ငါးနှစ်မြောက်ကိုလိုက်ထွက်ပြီးတော့နောက်နှစ်မှာသူကတကူတော့ကနေပြန်ကြရဲတကူတော့ကနေပြန်ကြရဲအပေါ်ငါးနှစ်မှာ company ဆက်ထွက်ရင် company ပြန်ကြသူ့ဘာဘာနှစ်ပြိထောက်ပြီးပြန်ကြနော်နှစ်ပြိထောက်ပြီးပြန်ကြလို့သူကအဲ့ဒီတည်းမှာနှစ်ပြိသုံးကပြေးတဲ့အောက်မှာလည်းပြန်ကြတယ်နော်ပြန်ကြပြီးတော့နောက်နှစ်မှာဒီ9နောက်ပြိတယ်လို့နော်အဲ9နောက်ပြိတယ်လို့သူကအဲ company ပြန်ကြရင်တော့မှဒီချင်းတစ်ချင်းသုံးချင်းလေးချင်းငါးချင်းခြောက်ချင်းခုနှစ်ချင်းချစ်ချင်းကိုကြင်ရလိုက်တဲ့ဒီ9ခုကနောက်နှစ်ကိုလိုက်ထွက်အထွတ်ထွတ်မဲ့ဆိုရင်သူ့ဘေးလေးချင်းမှရှိရဲ့ဒီ290ကမူရင်းစကနဲ့ကဏ္ဍစပုတ်ခဲ့တဲ့2016ထဲကကဏ္ဍဖြစ်နေရမှာနော် ဒီ company ရဲ့ရည်ရည်ရည်တုံးနှစ်ခုကငါးနှစ်မြောက်ကိုလိုက်ထွက်ထွက်ပြီးအဲဒီတုံးနှစ်ခုရဲ့နောက်နှစ်မှာသူတခုစောကနေပြန်ကြပါဘူးနော်ဒီပြန်ကြတဲ့ပုံကနေမှာ company ဆက်ထွက်ရင် company ကပြန်ကြသူ့ဘာဝနှစ်ပြိထောက်ပြီးတော့ပြန်ကြတယ်ပြန်ကြလို့အဲ့ဒီမှာနှစ်ပြိသုံးကပြေးအောင်မှာလည်းပြန်ကြတယ်ပြန်ကြပြီးတော့နောက်နှစ်မှာကိုးနောက်ပြီးဆက်တယ်ဆက်တယ်လို့ဒီ company ပြန်ကြရင်တော့မှာဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်၉ချိန်တက်လိုက်တဲ့လေးတစ်ခုကနောက်နှစ်ကိုလိုက်ထွက်တယ်သူထွက်တော့မှသူပြေးလေးချိန်မှာရှိရ၆တစ်ရှိက၊မူကြီးကဏ္ဍစားပုတ်ခဲ့တဲ့2016ထဲကကဏ္ဍနော်သုံးကမြောက်ကျွန်တော်တို့ဒီ company ရဲ့ရည်ရည်တုံးရသုံးရှစ်က ငါးနှစ်မြောက်လိုက်ထွက်ထွက်ပြီးတော့လို့ရှိရင်နောက်နှစ်မှာတကူသောကနေပြန်ကြပြန်ကြပုံငါးနှစ်မှာကွန်ပလီစားထွက်ရင်ကွန်ပလီကပြန်ကြသူ့ပါဝင်နှစ်ပိတ်ထောက်ပြန်ကြတယ်ဗောနော်အဲ့ပြန်ကြလို့နှစ်ပိတ်ထောက်ပြန်ကြလို့နှစ်ပိတ်သုံးကပြည့်အောင်မှာလည်းပြန်ကြနောက်နှစ်မှာသူကကိုးနောက်ပိတ်တယ်ဗောနော်ကိုးနောက်ပိတ်ဆက်တယ်လို့ဒီကွန်ပလီပြန်ကြရင်တော့ဒီချိန်နဲ့ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်လိုက်တယ်ကိုးတုံညချက်ကနောက်နှစ်ကိုလိုက်ထွက်ထွက်တော့မယ်သူပြီးလေးချိန်မှာရှိ၆တုံညကမူရင်းစားခဲ့တယ်၂၀၁၆ထဲကကနန်းဖြစ်ရမှာနော်လေးကမြောက်ကျွန်တော်တို့ကွန်ပလီချိန်တဲ့ငါးနှစ်၆ငါးနှစ်မြောက်လိုက်ဖို့လိုက်ဖို့ပြီးနောက်နှစ်မှာတကူသောကနန်းပြန်ကြရဲ့ပုံငါးနှစ်မှာကွန်ပလီစားထွက်စားထွက်အဲ့ကွန်ပလီကပြန်ကြသူ့ပါဝင်နှစ်ပိတ်ထောက်ပြန်ကြ ပြန်ကြလို့အရင်ကမှနှစ်ပိတ်သုံးကပြီးတဲ့အောင်ပါလေပြန်ကြပြန်ကြပြီတော့နောက်နှစ်မှာ9နောက်ပိတ်ဆက်တယ်လို့ဒီကွန်ပျူတာကနေတော့ကျွန်တော်တို့က2ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်7ချိန်9ချိန်ရည်လိုက်တဲ့ဒီကဏ္ဍကကျွန်တော်တို့ကနောက်နှစ်ကိုလိုက်ထွက်ဆိုတာမူကဏ္ဍမဲ့လीနော်အဲဒီဘွဲမှာဖန်ထားတာဘောင်းဖန်တာ2ပိတ်လေးချိန်မှရှိရ4လေးသုံးဒီမူရင်းစားခဲ့တဲ့2016ထဲကပို့ထားတဲ့ကဏ္ဍဖြစ်နေတာနော်ဖုန်းနံပါတ်ကအရင်လွှင့်ထားတဲ့လိုက်ထဲမှာဝင်ကြည့်လိုက်ပြန်နော်ကျွန်တော်ခဏခဏမပြောချင်တော့အဲ့မို့ကျွန်တော်ကဒီဘွဲမှာ6သုံးညသုံးကိုကြိုးပြထားတာနော်19ချိန်မှာ ဒါဆိုကျွန်တော်တို့ main key လေးကြိုက်တယ်ဗျနှလုံးပေါင်းလေးကြိုက်တယ်ဗျနော်နှလုံးပေါင်းလေးကြိုက်တယ် main key လေးကြိုက်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကနန်းကထိုးထိုးရမှာပါနော်ကျွန်တော်တို့စောင့်နေနေဟုတ်တယ်နော်19ကျင်းနော်2025 19ကျင်း19ကျင်း OT ဒါကျွန်တော်မြန်မာလေးအိုးမှာပါနော်အေးဆိုတော့ကျွန်တော်တို့က main key က633အာနော်633အာ ကျွန်တော်တို့နှလုံးပေါင်းခြင်းဟုတ်ကဲ့အားလုံးကျေးဇူးပါဗျာနော်နှလုံးပေါင်းခြင်းကကျွန်တော်တို့က169ပါရမှာနော်169ပါရမှာအတွဲပေါင်းခြင်းပေါ့ဗျာအတွဲပေါင်းခြင်းပေါ့နော်ဒါအတွဲပေါင်းခြင်းလို့ခေါ်တာနှလုံးပေါင်းခြင်းအတွဲပေါင်းခြင်းအင်္ဂလိပ်လိုဆိုရင်တော့ပဲတူတယ်ပေါ့နော်အတွဲပေါင်းခြင်းကကျွန်တော်တို့က169နော်ပြီးလို့ရှိရင် main key ကကျွန်တော်တို့ကကျွန်တော်တို့မထိုးရင်ဒီ key မထိမထိုးဘူးဆိုတော့3 9 1 2 3 4နော်ဒါ main key ပဲ ဒီကနေ့ငါလုံးမချိရင်မထိုးဘူးကျွန်တော်ကနော်ဒီကနေ့ငါလုံးမရင်ပွဲကလည်းကျွန်တော်6ခွန်80တင်ပေးတယ်နော်ဟိုရင်ဘက်ကလည်းတင်ပေးတယ်ဒီကနေ့ငါလုံးမချိရင်ကျွန်တော်လုံးဝမကစားတာပါနော်အမှန်တော့6ခွန်80ငါ6ခွန်80ကိုမပြီးပါဘူးနော်ငါ6ခွန်80ဒီကနေ့ငါလုံးကိုအပြီးမဆော့ပါနဲ့နော်ဒါမပြီးပါဘူးဒါကျွန်တော်ကတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ကင်တယ်နော်ဒီကနေ့အသေးလေးငါလုံးနဲ့ကတလုံးမှမချိရင်မထိုးပါဘူးနော်အတွဲပေါင်းချင်းဒီကျွန်တော်တို့က1 6 9ပါရမယ်နော်အခုကျွန်တော်တို့6 3ည3ဒီအတွဲပေါင်းချင်း6လဲပါရယ်9လဲပါတယ်နော်အတွဲပေါင်းချင်းဒီနှလုံးပေါင်းချင်းဒီ9လဲပါတယ်ဒီနှလုံးပေါင်းချင်းဒီ6လဲပါတယ်နော် အဲ့မှာ3ည3ည3လေး main key မှာလဲ3ည3နော်ရင်ပွဲက6ခု6ကိုတဲ့ main key ကအပြီးထွက်သွားတာနော်ပြီးထွက်သွားလို့ဒီမှာ main key လေးကြိုက်တယ်နှလုံးပေါင်းလေးကြိုက်တယ်နော်နှလုံးပေါင်းလေးကြိုက်တယ်အမ်ဒီပွဲမှာဒီကောင်ကအော်ရမှာဘာလို့ငါးကတ်မှုနဲ့လဲခုနကကျွန်တော်တို့ brake ကိုဖမ်းထားတာရှိရလေနော်ဒီ brake ကိုလိုင်းရလဲမိုက်တယ်နော်ဒီ brake ကိုလိုင်းရလဲမိုက်တယ်သူကငါးကတ်ကို၄ကတ်ဖြီးသွားပြီပေါ့နော်၄ကတ်ဖြီးသွားပြီဒီ complete ကိုလည်းဒီဒီ complete ကိုဒီ brake သုံးခုခုန်ဖြစ်သွားပြီနော်တကတ်၂ကတ်၃ကတ်၄ကတ်ဝင်သွားပြီငါးကတ်မြောက်မှာကျွန်တော်တို့ကဒီ brake ရှိက ဒီ break ရှိကဒီမှာ break ရှိလို့လည်းသူပို့ထားတာပေါ့နော် break ရှိက break ရှိလို့ပို့ထားဖြစ်တဲ့အတွက်ဒီ break ၃ခုကို2ခု6ဆိုရှင်းပါဆိုရင်ဒီမှာ၅ကတ်နိုင်ရတယ် break 6ရှိတယ်နှလုံးပေါင်းလည်းကြိုက်တယ် main key လည်းကြိုက်တယ်နော်နှလုံးပေါင်းကြိုက်တယ် main key လည်းကြိုက်တယ် break လည်းကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကမဖြစ်မနေတော့ကျွန်တော်တို့ကထိုးထိုးရမှာဒါကြိုက်မှာပေါ့နော်ကြိုက်မှာထိုးပောက်ခိုင်းလည်းကိုကကိုယူပေါ့နော်ကျွန်တော်ဘာမှမပေးတယ်မလို့စင်နာတက်တက်နဲ့တင်ပေးတာနော်အဲ့မှာနော်ကျွန်တော်ဒီမှာ main key က3ညတင်းနဲ့3လေးကြိုက်တယ် တွဲပေါင်းချင်း16ခုကလည်းကြိုက်တယ်နော်။ခုနဗရိတ်ကိုလည်းဖမ်းပေးထားတယ်။ကိုဘွဲမှာဒီကောင်ကလည်းစောင့်ပင်ရှိတယ်။ပြီးရင်ကျွန်တော်တို့3936ခုအခွေနော်။3936ခုအခွေ။ဒီအခွေကလည်းအပူတစ်ချိန်ပရိသတ်တစ်ချိန်လာရမှာနော်။အပူတစ်ချိန်ပရိသတ်တစ်ချိန်။လုံးဝဘက်ပေါင်းတုံးကကြိုက်နေတာဗျာ။အပူတစ်ချိန်ပရိသတ်တစ်ချိန်။ဒါထိုးချင်လည်းထိုးပေါ့။ဘသူ့ဥမာတော့အတင်းကြီးတော့မထိုးခိုင်းပါဘူးနော်။ဒီထက်က3936ခုအခွေတွေကအနည်းဆုံး1ချိန်လာမှာပါနော်။အပီးပေါက်1ချိန်လာမှာပါ။လက်ကျန်6ချိန်မှာ1ချိန်လာမှာ။အနည်းဆုံး1ချိန်လာမှာနော်။ကန်ကောင်း2ချိန်ပေါ့ဗျာ။ မိုဒီကောင်ကတော်တော်ကိုခွေလဲထွက်เสียရှိရယ်ပြီးရင်ကျွန်တော်တို့ main key လဲကြိုက်တယ်နှလုံးပေါင်းလဲကြိုက်တယ်နော်ခုနကဘရေကူးလဲဖမ်းထားတယ်နော်အားလုံးတော်တော်များများကိုကြိုက်နေတာဖြစ်တဲ့အတွက်လုံးဝ key ရ38 key ရှိရယ်နော်38 key လဲရှိရယ်ပြီးရင်246 key လဲရှိရယ်နော်246 key 38 key ရှိရယ်246 key 38 key နော်အဲ့မှာလဲသူက6လဲထိတယ်3လဲထိတယ်နော်3တောင်းဖို့ပေါက်တယ်ဟုတ်တယ်ကျွန်တော်ကကိုကောင်းကကိုကောင်းကတန်းဆိုရယ်ဟိုကလေ ကိုရဲကျွန်တော်ဒီဘက်ထိုးမယ်လို့ကျွန်တော်မမကပို့ပေးအောင်လို့ဘာလို့ तू ကန်လိုက်နေရလဲအရင်ဘက်က646ကအရင်အောင်ထားဆိုကန်လိုက်နေတော့ကျွန်တော်ပို့ပေးအောင်လို့ तू ကပို့ပေးတာကျွန်တော်နီးတော့ဒီမှာချဲထိုးလေးလို့ဒါအများလာတဲ့ခါကျတော့ဘလို့မိလို့မိသွားမှမသိဘူးဗျာ तू ကတတရအော်တယ်မှာဒဲနဲ့ကွက်ကြည့်ဘောနော်ကိုကလေးလည်းပေါက်တယ်ဝမ်းတာလည်းကိုအကူလေးပေါက်တယ်နော်ကိုကောင်းတဲ့ဆိုလည်းပေါက်တယ်ကိုကောင်းတဲ့ဆိုကတော့3000ဘူးပေါက်တယ်ဗျာ အဲ့ဒါရလောက်ပါပြီနော်ပြီးရင်ကျွန်တော်ဟိုဖော်မူးလေးပြန်ပြပေးမယ်နော်ဖော်မူးလေးဖော်မူးရတော့ပတ်တိုင်းပြပေးမယ်နော်အေးဖော်မူးဖော်မူးစကူးကျင်နော်ဖော်မူးစကူးကျင်ပြပေးမယ်နော်စကူးကျင်တက်ပြန်ကြစီသေးလားတော့အမဆရာဖွားတော့ဆရာဖွားတော့ဟိုဖြစ်တယ်လေကျွန်တော်ကကိုကောင်းတဲ့လိုရဲ့ဟာကိုမထိုးလိုက်မိတာတဲ့ ကျွန်တော်ကရင်းနေရနှစ်ကစီလေးတွေ့လို့ဆိုပြီးတော့ထည့်ထားတာကိုခုရှိကိုခုရှိဒီကောင်းတော့ကျွန်တော်တို့တီးပြီးသားပါနော်ဒီကောင်းတော့ဖုံမှုရကျွန်တော်တို့က6ခုဆိုတော့3နောက်ပြီးတလုံးက3ညဆိုဒီကောင်းက3 6တက်ရမှာနော်ဖုံမှုရ3 6တက်ရဖုံမှုရ3 6တက်တက်ရမယ်ပြီးလို့ရှိရင် ဖုံမွေးကကျွန်တော်တို့ဟိုဖုံမွေးကအခုကကျွန်တော်တို့9ခွန်ရှိဆိုတော့ဂွားခွန်ပေါ့နော်ဂွားခွန်ငါးနောက်ပိတ်နဲ့ဂွားခွန်ကခွန်ရှိပူးနဲ့ခွန်ခွန်၅တက်နော်ဒီကောင်ကဘာရမလို့ဆိုတော့ဒီကောင်ကကျွန်တော်ခွန်ခါဆိုတော့ဂွားနှစ်ပေါ့နော်ခွန်ခါဆိုတော့ဂွားနှစ်ဂွားနှစ်နဲ့ပရိနှစ်ဂွားနှစ်ပရိနှစ်ဒါဖုံမွေးလိုက်ရှင်တဲ့လူတွေပြောတာနော်ဒါကောင်ကဖုံမွေး1ဖုံမွေး2ဒါကဖုံမွေး3နော်ဂွားနှစ်နဲ့ပရိနှစ်ပေါ့နော် တုံညာခါဝင်ရမှာပေါ့ဒီကောနော်6တုံညာ3အိုမင်း6ချစ်တဲ့ကြိုက်ထုတ်လိုက်တယ်ကောနော်အိုးကျွန်တော်မနေဘူး6ချစ်တာထွက်ရင်တော့အပြောင်းမဘောအပြောင်းမအဲ့ဒါကဘယ်နဲ့အဲ့ဒီ site လေးအဲ့ဒီ site ကိုပြန်ထိုးခြင်းထိုးနော်ခွန်ပရိတ်ကနောက်ထပ်နှစ်ချက်ပြန်ပြေးတယ်နော်ကျွန်တော်တို့ကတကယ်ဘူးခွန်ပရိတ်ရဲ့ရင်တိုင်းမှာဘယ်သူခွန်ဖိရမယ်ဆိုပြီးတော့ကျွန်တော်တို့က6ချစ်ကြီးအိုးတာနော်ဒီ6ချစ်ကြီးအိုးပြစ်တာတကယ်ဒီမှာခွန်ပရိတ်ရဲ့ရင်တိုင်းမှာသူထပ်ဖြစ်မယ်ဆိုရင်လေနော်ဆရာဘာပြောလဲနှလုံးသားလေးတုံညာပါတော့ကနေပြထားတော့ငါညီ6တုံညာပါတော့ဆိုတော့တုံညာပါတော့ကနေကကျွန်တော်ပြထားသေးတယ်လေ တော့ပြချဲပေါက်ချင်မနေ့ကတုံးရပါတယ်ကနေထိုင်ထိုးလို့ကျွန်တော်ပြောတယ်အဲ့မှာဒီနှစ်ကွက်ပေါ့နော်ဒီနှစ်ကွက်ထိုးချင်ထိုးပေါ့ဒီ complete ကဒီမှာတစ်ချက်ကျန်သေးတယ်ဒီမှာတစ်ချက်ကျန်သေးတယ်3 6နဲ့8ခုနဲ့ပေါင်းချင်က3 6ရရတယ်ခုန်8နဲ့ပေါင်းချင်က2ခုန်8ရတယ်နော်ကျွန်တော် OD ရဲ့အဆက်ပေါ့နော်ကျွန်တော်တို့3 6ရ3 6တည်းရ2ခုန်8တည်းရနော်အဲ့ကျွန်တော်တလိုက်ပဲတက်မှာပေါ့နော်နောက်တစ်ထပ်မတက်တော့တခါလေးပြပေးခဲ့မယ်နော်อืมဒီကောင်ကထည့်ထိုးရင်ထိုးပေါ့ဒီက complete ကဒီမှာက2ချက်ကျန်သေးတာပေါ့နော် ဒီကျွန်တော်တို့ကဒေဘူးရဲ့ဒေဘူးခွန်ပလေးရဲ့ဂျင်တိုင်းမှာပလေးတုံးခွန်ဖြစ်အောင်ရိုက်တာ960ကိုရိုက်တာဒါပေမဲ့ဒီမှာခွန်ပလေးရဲ့ဂျင်တိုင်းမှာလှည့်သွားရင်လေတုံးကတ်မှာမယူရှင်းမဲ့လှည့်သွားရင်လေဒီမှာ तू ပေါင်းချင်းဖြစ်ရင်ဖြစ်သွားနိုင်တယ်နော်19ဂျင်တက်မပါချဲမပေါက်ဘူးတဲ့ပြောတာပဲဒါတက်တေးချရဲဆိုရင်ကျွန်တော်ပြောတာလုံးဝပေါက်ပြီအဲ့တက်ပါတေးချရဲဆိုရင်နော်အဲ့လောက်တော့ကျွန်တော်ပြောရဲတယ်ငါတက်တေးချတက်တေးချရင်တေးချမပေါက်ဘူး ဒီခြားလည်းမရှိပါဘူးဗျာအကောင်းတဲ့ဟာတွေရှောက်ခံမှန်းနေကြပါဒီခြားရဆိုတာကတော့အသေးချင်းတရားပဲရှိပါတယ်ခင်ဗျာဒီမှာလေးကျွန်တော်တို့၃ညပါတော့ခဏနော်ကျွန်တော်တို့ဒီမှာ၃ညခါ၃ချက်တန်းနော်၃ညခါ၃ချက်တန်းနဲ့အဲ့လိုတန်းလို့ရှိရင်ဒီ၃ညခါနဲ့ကတ်လိုက်ရရှိတဲ့၅နှစ်အတွင်းမှာ၃ညပါပါ၅နှစ်အတွင်းမှာသူကအဲ၃ညပါတဲ့ခဏလေးကိုလုံးဝလိုက်ထွက်တာနော်ဒီမှာ သူနဲ့ကရက်ရက်ကဒီတုံညာခါတုံးချက်တန်းနဲ့သူနဲ့ကရက်ဒီတုံညာခါရဲ့ကရက်ဒီ၅နှစ်တွင်မှာတုံညာပါတဲ့ကဏ္ဍကြီးလုံးဝထိုက်တောက်လျှောက်လိုက်ထွက်တာနော်တောက်လျှောက်လိုက်ထွက်တယ်။အဲမို့ကျွန်တော်တို့ကဒီမှာကတုံညာပါတဲ့ကဏ္ဍကြီးကဒီမှာသူနှစ်ကွက်တောင်ထွက်ရမှာနော်။အဲမှာကျွန်တော်တို့ကနောက်ဆုံးခွန်ခါရဲ့ဇောင်းကနောက်ဆုံးကြတဲ့တုံညာကလည်းလိုက်ထွက်ဖို့ရှိတယ်ဗောနော်။ဒီမှာတုံညာခါတုံးချက်တန်းနဲ့အဲ့လိုပဲသူနဲ့ကရက်သူရဲ့ဒီတုံညာခါရဲ့ကရက်ဒီတုံညာခါရဲ့ရှင်းနဲ့နော်။ဒီ၅နှစ်တွင်မှာတုံညာပါ၅နှစ်တွင်မှာတုံညာပါတဲ့ကဏ္ဍကြီးကိုလုံးဝလိုက်ထွက်ပြီးတယ်နော်။အဲမှာသူကနှစ်ကြိမ်ထွက်နေတာဗောနော်။ဒီမှာတုံညာခါတုံးချက်တန်းနဲ့သူနဲ့ကရက် 2021 2022 2023 2024 2025နှစ်ပြင်မှာတုံညပါရကဏန်လေးလိုက်ထွက်တယ်เนาะတုံညပါရကဏန်လေးလိုက်ထွက်တယ်အဲမို့ကြောင့်ဒီနေ့ထက်ကတုံညပါရကဏန်ကလုံးဝဒီနေ့ထက်ကိုမထွက်သေးရဖြစ်တဲ့အတွက်ခုနကတုံညပါရကဏန်ဆိုရင်ဒီမှာကျွန်တော်တို့ order 6တုံညသုံးရလဲတိုက်နေပြန်ဩပါနေပြန်ဩเนาะဒါမှမဟုတ်ကိုကြိုက်တဲ့တုံညပါရကဏန်လေးကိုပတ်တိုက်ကန်ဆန်းပါเนาะကျွန်တော်တို့ပြောနေတာချဲပေါက်ရှင်တော့တုံညပါရကဏန်လေးကိုထိုင်ထိုးပေါ့เนาะအဲ့မှာကျွန်တော်တို့က၄ဆုံး9နှစ်ထက်ကတုံညပါရကဏန်က9ဆုံး9နှစ်ထက်ကိုလိုက်ပို့တယ်เนาะ၄ဆုံး9နှစ်ထက်တုံညပါရကဏန်9ဆုံး9နှစ်ထက်လိုက်ပို့တယ်၄ဆုံး9နှစ်ထက်တုံညပါရကဏန်9ဆုံး9နှစ်ထက်လိုက်ပို့တယ်ကိုအောင်စစ်ကြည့်နော်၄ဆုံး9နှစ်ထက်ကဏန်က9ဆုံး9နှစ်ထက်ကို လေးဆုံးခွနှစ်ထဲတုံညပါကနေကငါးဆုံးခွနှစ်ထဲကိုလိုက်ပို့တယ်ဒီလေးဆုံးခွနှစ်ထဲတုံညပါကနေကလည်းငါးဆုံးခွနှစ်ထဲကိုလိုက်ပို့တယ်ဒီလေးဆုံးခွနှစ်ထဲကနေကလည်းငါးဆုံးခွနှစ်ထဲကိုလိုက်ပို့ရမှာခုချိန်ဒီကွဲမှာထွက်မလာသေးဘူးခုနကကျွန်တော်ပြခဲ့တဲ့တုံညခါသုံးချက်တန်းနဲ့မူပါလေငါးနှစ်တွင်းမှာတုံညပါကနေကိုလုံးဝလိုက်ပို့ရမှာနော်အဲမို့ချဲပေါက်ချင်းမနေ့ကတုံညပါကနေကိုထိုင်ထိုးခုနကကျွန်တော်တို့အော်တဲ့6တုံညသုံးအားနော်6တုံညသုံးအားတော့ကျွန်တော်တို့ကမနေ့ကတုံညပါကနေလည်းဟုတ်တယ်မင်းကြီးလည်းထိတယ်နှလုံးပေါင်းလည်းကြိုက်တယ်တုံညသုံးချက်ကိုအခွေရလည်းရှိတယ်နော်ကဲဘာမှပြောစရာမလိုကံပေးဖို့ပဲလိုတာပေါ့နော်ကဲအားလုံးကိုလည်းပါနော်ကျွန်တော်အားအတိုင်းတက်တင်ပေးတာပါနော် မဖော်မွေးထိုးခြင်းတဲ့လူတွေကနော်3 6တက်ခွန်ခွန်5တက်ကွာနှစ်ပရိနှစ်ပေါ့နော်ဒီခွန်ခွန်5ကကျွန်တော်တို့9နောက်ပိတ်ပိုင်တီးပေါ့နော်9နောက်ပိတ်ပိုင်တီးဘူးသူ့ဘောကွာပေါင်းကြီးကခွာရမှာနော်ကွာပေါင်းကြီးကခွာရကျွန်တော်တို့က9နောက်ပိတ်ကိုပိုင်တီးထည့်ပေါ့နော်သူ့ဘောကွာခွန်ဆိုရင်ခွန်ရှည်ဘူးနဲ့ခွန်ခွန်5နော်ခွန်ခွန်5ဒါက3 6တက်ဇောင်း3လုံး6ဖြစ်အောင်ထည့်ရှည်ပေါင်း9ကိုနောက်ထောင်3လုံးဒီပရိနှစ်ဆိုတော့ကျွန်တော်တို့ဟိုကရမှာပေါ့နော်3ညပရိ3 6တက်ဒါကတော့အားလုံးသိပါလေကွာနှစ်ပရိနှစ်ကနော် ီမှာခုနကကျွန်တော်ဩခဲ့တဲ့ဒီမှာခွန်ပလေးရင်နာမှာဘယ်သူမှခွန်ဖျက်အောင်ထည့်ပြီးနှစ်ခွန်ရှိပေါင်းခြင်းနဲ့ရှစ်ခွန်နဲ့ခွန်ရှိနဲ့ပေါင်းခြင်းနဲ့ဆိုရင်တောင်ရရှိတဲ့နှစ်ခွန်ရှိတဲ့နော်ဒါတော့ကျွန်တော်တို့က main wall မှာနော်ကျွန်တော် main bar ရောအဲ line ပေါ်ကလူတွေရောတူတူ wall မှာလုံးဝနီးပေါင်းစုံကိုက်တယ်ပဲနော်နီးပေါင်းစုံကိုက်တယ်အသေးလေးသုံးတဲ့လူကတော့မထိုးနဲ့ပေါ့နော်အသေးသုံးတဲ့လူကတော့မထိုးနဲ့ကျွန်တော်တို့ကတော့မသေးမသုံးဘူးနော်ကလင်နာမှာသေးတတ်မရှိဘူးဒါဒီကွက်ထဲကိုပဲကျွန်တော်တို့ဝိုင်းအောကြမယ်ဘူးနော်